အဘဒါစရီစမောဘာတေကုဒရာမင်္ဂလာပါဒီနေ့2025ခုနှစ်မတ်လ30ရက်တနင်္ဂနွေနေ့ဖရက်ဖန်ရဲ့တပတ်အတွင်းထူးခြားသတင်းလွှာတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့လောက်ချွေအမတ်ခန့်ချက်ရှိပါကငလီတန်ခန်းစားနေရတဲ့နေမျိုးတွေမှာ CDM မူထန်တွေကစေးရေးဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်တဲ့တည်းအင်းလေးမှာယခုလက်ရှိအခြေအနေစကောက်စီဘက်ကကုညီကစေးရေးမလုပ်ပေးတဲ့တည်းနဲ့ ငလေလောက်ပြီးနောက်နန်းစကူ6ရေချတဲ့တဲ့အပါဝဲကပတ်အတွင်ထူချတဲ့တဲ့တွေကိုကြားရမှာပါမြန်မာနိုင်ငံကိုဥတီလောက်ခက်ခဲ့တဲ့အင်အားပြင်းငလေကြောင့်လူသေဆုံးမှုတွေပြည်စီဆုံးရှုံးမှုတွေဖြစ်ပေါ်နေပြီးကုညီကယ်ဆယ်ရေးအားနည်းနေတဲ့အပေါ်စစ်ကောက်စီထိန်းချုပ်ရမြို့ကြီးတွေမှာလုံခြုံရေးအာမခံချက်ရှိပါက အမျိုးသားညညရေးအစိုးရ NUG နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ CDM ကျွမ်းကျင်ဝန်ထမ်းတွေအနေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်သွားမယ်လို့ NUG ကထုတ်ပြန်လာပါတယ်။အန်ယူဂျီထိန်ချုပ်နေမြေတွေမှာလဲကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့တွေနိုင်ငံတကာအဖွဲ့အစည်းတွေကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ဖို့လှုံ့ချုံရေးတေယူပို့ဆောင်ရေးနဲ့ယာယီကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်နိုင်ဖို့ပူးပေါင်းတောင်းဝန်ယူသွားမယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ် လက်တလောသဘာဝ BNDA ခန်းစားနေရတဲ့အချိန်မှာအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ခုခံစစ်မှအပါနိုင်ငံတော်ဝန်ထိုးစစ်တွေကိုမတ်စလ30ရက်ကစပြီးနှစ်ပတ်ကြာရှက်နာထားမယ်လို့ဆိုပါတယ်။ငလီတဲခန်းစားနေရတဲ့ပြည်သူတွေအတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အန်ယူဂျီကအမေရိကန်ဒေါ်လာတသန်းရထားပြီးစစ်ကောင်းဆောင်ကတော့လက်ရှိမှာနိုင်ငံတကာအကူအညီတွေတောင်းဆိုနေပြီးတရုတ်အမေရိကန်နဲ့အိန္ဒိယနိုင်ငံတွေက စာနာထောက်ထားမှု အကူအညီတွေပေးမယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ29ရက်မြန်မာစံတော်ချိန်ည7:00နာရီအထိရရှိထားတဲ့အချက်အလက်တွေအရနိုင်ငံတော်ဝန်ကလေးကြောင့်တည်ဆုံသူစုစုပေါင်း1644ဦးထိခိုက်ဒဏ်ရာရရှိသူ3408ဦးနဲ့ကြောက်ဆုံးနေသူ139ဦးရှိတယ်လို့သိရပြီးဒီပြင်မှာတော့ကုညီကယ်ဆယ်ရေးတွေမပြီးသေးတဲ့အတွက်ဒီထက်ပိုများနိုင်ပါတယ်။အင်းလေးဒေတာမှာငလင်လောက်ခတ်ပြီးနောက်ပြီးခဲ့တဲ့မက်စလာ29ရက်နေ့အထိ စကောက်စီတက်ကကူညီကယ်ဆယ်ရေးတွေမလုပ်ပေးသေးဘူးလို့ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့နတ်ပတ်မြို့ခံတူကဖက်ဒရယ်အဖန်ကိုပြောပါရယ်နတ်ပတ်မြို့မှာရေပေါ်ငါးရွာ ကုန်းပေါ်6ရွာရှိပြီးရေပေါ်ရွာတွေကငလေတန်းကိုပိုခန်းစားရကအင်းလေးဒေသမှာငလေကြောင့်သေဆုံးသူ50ဝန်းကျင်ရှိတယ်လို့သိရပြီးကေစီရီဆက်လုံနေရတော့ဖြစ်တာကြောင့်အရေးအသက်အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။ဆေးရုံကနေသိရတာကသေဆုံးသူ50ဝန်းကျင်ဖြစ်ပြီးတချို့ရွာတွေမှာတော့ဆေးရုံမပို့ပဲရွာတုတ်တမ်းမှာပဲတချို့လိုက်ရတာတွေရှိတယ်လို့သိရပါတယ်။ငလေတံခန်းစားနေရတဲ့ဒေတာတွေကိုအရေးပေါ်အခြေအနေမှာတုတ်ပြန်နိုင်ရေး ုသမှုအဖွဲ့စီလို့ဖို့စစ်ကောက်စီကခွင့်မပြုသေးဘူးလို့နေစီမချာဆရာဝန်များအဖွဲ့ MSF မြန်မာကဒီနေ့မှထုတ်ပြန်ထားပါတယ်ကရနီဘီဒီမော့ဆိုနောက်ချန်တင်နေရမှာပြီးခဲ့တဲ့မက်ဆလ28ရက်နေ့နေ့လယ်12:50မိနစ်ဝန်းကျင်မှာငလေလုတ်ခတ်ပြီးနောက်နန်းစပူ6ရေထွက်ပေါက်ရေနောက်သွားကမက်ဆလ29ရက်နေ့မိနစ်မှာတော့ရေကျသွားတယ်လို့ ညမြေတွေ့ရှိသူအသက်30အရွယ်ဆစ်ရှောက်ကိုဖြိုးကျော်ကဖရက်ဖန်ကို ပြောပါတယ်။အဆိုပါနန်းစပူချောင်းဟာဒီမော့ဆိုအနောက်ခြံကဒေသခံနဲ့ဆစ်ရှောင်းပြည်သူတွေအ धिक အားထားရတဲ့ချောင်းတစ်ခုဖြစ်တဲ့အပြင်အဘူရှော်ရေချိုးကျတဲ့နေရာလည်းဖြစ်ပါတယ်။နန်းစပူချောင်းရေကျသွားပြီးမဲ့ချောင်းအနီးအနားကရေတွင်းနဲ့အဝီစီတွင်တူထားတဲ့အိမ်တွေမှာရေကားနဲ့ထော်လာဂျီသမားတွေကရေဝဲကဆက်လက်ရောင်းချနေကြတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာငလေလှောက်ရှောင်းမှုကြောင့် နှစ်နေ့ကြာဆောက်လုပ်နေစေအဆောက်အဦတစ်ခုပြိုကျပြီးအလုတ်တမား40ခန့်ပျောက်ဆုံးနေတာကြောင့်လက်ရှိမှာကုညီကေဆေးရေးအဖွဲ့တွေက ပြန်လည်တူးဖို့ရှာဖွေနေကြတယ်လို့အဆိုပါအဆောက်အဦကနေလွတ်မြောက်လာတဲ့ထိုင်းရောက်မြန်မာအလုတ်တမားတူဦးကဖရဲအဖန်ကိုပြောပါတယ်မြန်မာနိုင်ငံမှာ restart scale ခုနှစ်မှတ်ခွန်အစစ်ရှိလောက်ခန့်ခဲ့တဲ့ငလင်ကြောင့် ဗန်ကောက်မြို့မှာပြီးခဲ့တဲ့မက်စလာ20ရှင်းနဲ့12နာရီ50မိနစ်ဝန်းကျင်မှာလူ300လောက်နဲ့ဆောက်လုပ်နေတဲ့အဆောက်အဦတစ်ခုပြိုကျသွားခဲ့တာဖြစ်ပါတယ်။အဆောက်အဦပြိုကျမှုကြောင့်ထိခိုက်သွားတဲ့အလုတ်သမားတချို့ကိုကုမ္ပဏီတထေးကနှစ်နာချေပေးရတွေရှိပြီးအဆိုပါပိတ်မိနေတဲ့အထဲမှာအများအားဖြင့်မြန်မာအလုတ်သမားတွေပါရှိတယ်လို့သူကဆိုပါတယ်။ ထိုင်းမြန်မာနယ်စပ်အနီးတနင်္လာခေနလေတက်မဟာခွန်နေမြေအတွင် စကောက်စီတက်ကကျူးကျော်ချထားတဲ့စခန်းတစ်ခုဖြစ်တဲ့ကလေသေးစခန်းကို KNLA နဲ့ပူပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့မတ်လ25ရက်နေ့နေ့၄နိုင်ဝင်းချစ်ချိန်မှာတိမ်ပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူပဒိုတော်နီကဖရက် FN ကိုပြောပါရတယ်။ အဲ့ဒီစခန်းကိုတိတ်ပိုက်နိုင်ဖို့အတွက် KNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့မတ်လ22ရက်နေ့ကတည်းက drone နဲ့စတဲ့တိုက်ခိုက်ခဲ့ပြီး၃ရက်ကြာအဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာတော့မတ်လ25ရက်နေ့မှာတိတ်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။အဆိုပါတိုက်ပွဲမှာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA တမဟာခွန်တမဟာလှုပ်ချုပ်ရေးစစ်ကြောင်းတပ်ရင်း19တပ်ရင်း23 တည့်ရင်၂၀နှစ်နဲ့တည့်ရင်၂၄တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ပြီးစကောက်စီတည့်ရဲ့လက်နဲ့အမြောက်အများရရှိခဲ့တယ်လို့လည်းသိရပါဗျ။ခလေဒေးသက်စခန်မှာစကောက်စီတပ်သားတွေရှိနေစဉ်ကဒေသခံပြည်သူတွေအသက်အသက်နဲ့လောက်ကိုင်းစားတောက်နေရတာကြောင့်ကလေးဒေသခံကို KNLA နဲ့ပူပေါင်းတပ်ဖွဲ့တွေတင်ရပြီးနောက်ဒေသခံပြည်သူတွေလွတ်လပ်စွာလှုပ်ကိုက်စားတောက်နိုင်ဖို့အတွက်နေမြေရှင်းလင်းရေးတွေကိုလှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။ Fair FM ရဲ့တပတ်အတွင်းထူးခြားသတင်းလွှာတွေကိုကြားခဲ့ရတာပါကျွန်မ Annie ပါရှင်